ကျေးဇူးတော်ရှင်ဓမ္မရံသီဆရာတော်ဘုရားနဲ့ရေကုမြမကျောင်းဆရာတော်တို့ရဲ့ဩဝါဒကိုခံယူပြီးတော့တမေတကဓမ္မပိမှန်ပါမိငယ်တရားစကားပွဲကျင်ပလာတာဒီနေ့ဒုတိယအကျင့်ရဲ့ဒါအောင်ပွဲနေ့၅ရက်မြောက်တဲ့နေ့ဖြစ်ပါတယ်အခါတိုင်းမှာသဘောလို့ လေးနာရီကနေ၅နာရီချိန်ကိုဒီလိုမျိုးသင်္တန်တရားကိုဘုန်းတော်ဟောပါတယ်အဲ့တော့ဒီနေ့မှာတော့ဒီမှာတရားစကံပွဲပြင်ပြဖို့ရအတွက်စေတင်ဆောင်ရွက်ကြတဲ့မတော်တော်ညီမာတို့ရတော်ကမျိုးငယ်တို့အစရှိတဲ့မတော်တွေရဲ့ယောဂီတွေကိုကြည်ရင်နဲ့ကြည်ညိုစိတ်တွေတရားစိတ်တွေပေါက်လာပြီးတော့ မဲဖောက်ပေးကျင်တာတဲ့မဲဖောက်ပေးကျင်တယ်ဆိုတော့ဒါအချိန်ကနည်းနည်းလေးရှေ့တိုးလိုက်ရတာနော်ယောဂီစိတ်တော်မဆိုးတော့ဘူးနော်ညာစိတ်မဆိုးပါဘူးနော်အဲ့တော့ကိုယ့်ရဲ့ကိုယ်လုံထားတဲ့ကိုယ့်ရဲ့လုံအားဟာဘယ်မှမသွားအလုံးဟာကိုယ်ဒီပဲဒီလိုပဲပြန်လာတာဒါကြောင့်ဘုန်းဘုန်းတို့ဣဇရောရှင်ဓမ္မရတ္တိဆရာတော်ဘုရားကြီးက bà biểu lệ sổ đỏ càng ngô yêu mà càng ngô bà lâu bá Yêu mà Cáu nà lâu yên cáu nà bà Đi <laughs> lâu bài làm nữa Sàn chí thì biên mà cô thì ngủ Chuyết toàn thì hạ cháu Như sư bảo nữa đại giáo viên rồi đi thầy này đại Vì rồi tôi lên chí nhu tên bảo đảo bố Nó đại lê gia là đi thầy thay Đồng chí đại đà lê ra là đi đến hộ Lưu lưu trên tu lên thì lâu về cô lên đi lâu bài sổ đại lê gia Thì hạ mưu bộ hộp အဲ့ကိုလုတ်ခဲ့လိုက်တဲ့ကိုယ့်ရဲ့အလုဟာဒါပြန်ပြီးတော့ဓမ္မောဟဝေရက္ခတိဓမ္မစာရင်တရားလုတ်တဲ့ပုဂ္ဂိုလ်ကိုတရားကပြန်ပြီးတော့မလုပ်လေဆောက်ရှောက်တယ်ဒါကြောင့်ကိုလုတ်ခဲ့လိုက်တဲ့အလုကိုယုံပါနဲ့ကံကိုယုံပါ

You know.